ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမြောင်းမြမြို့မှာအသက်56နှစ်ရှိနေပြီဖြစ်တဲ့ဘုံကြီးတစ်ပါးကကျောင်းတိုက်အတွင်းဒါကြောင့်မိခိုနေထိုင်နေရသူငါးရန်ကျောင်းသူကလင်းငယ်ကိုအချိန်ချင်းအဓမ္မပြုကျင့်ခဲ့ပြီးတော့ကိုဝင်ငါးလာကြောတဲ့အချိန်ကြမှာအတင်းအဓမ္မဖြတ်ချခိုင်းခဲ့လို့ကလင်းငယ်ဟာဆေးရုံမှာတက်ရောက်ကုသနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မြောင်းမြမျိုးဖျားငုတ်တူရှမ်းစုကြီးရွာမှာရှိတဲ့ဝင်ဟင်းသာတော်ရအကြောင်းကအသက်56နှစ်ဝါတော်55ဝါရှိတဲ့ရဟန်းဘွဲ့ဥဥတ္တမလူအမည်ဥအေးလွင်ဆိုသူဖုန်ကြီးတစ်ပါးကကျောင်းတိုင်းမှာမိခိုးနေထိုင်နေရသူ၅ရန်ကျောင်းသူကိုအချိန်ချင်းအထမပြုတ်ကျင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကလေးမိသားစုတွေကနာဂဒေတာဘက်ကသူတို့မိသားစုကဆင်းရဲလို့လို့သမီးလေးနဲ့တာကြီးကိုဖုန်ကြီးစီမှာအပ်ထားရတာ ကလေးကငါးတန်းဆိုပေမဲ့ကြောင်းထားရတာနောက်ကြတာမဟုတ်လို့၁၄နှစ်ကျော်နေပြီလို့အဲ့ဒီအကြောင်းကိုသိရှိထားသူဒေသခံတအူးကပြောပြထားပါဗျ။ကလေးငယ်ကိုအဓမ္မပြုကျင့်တယ်လို့ဆွဆွဲခံရသူဖုန်ကြီးဟာကလေးငယ်ကိုဝင်ရှိလာတဲ့အချိန်မှာတရားစခန်းပွဲများတွားရရမယ်ဆိုပြီးတော့ကြီးရွာကနေကလေးငယ်နဲ့မိသားစုကိုပါခေါ်ဆောင်သွားပြီးတော့ချင်းကုန်းကြီးရွာမှာရှိတဲ့အရက်လက်တွေကိုခေါ်ယူပြီးတော့ ကိုဝင်ဖျက်ချခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုကလင်းငယ်တက်ရောက်ပြီးတော့ပညာသင်ကြားနေတဲ့စာသင်ကျောင်းကတာဝန်ရှိသူတွေနဲ့ဒေသရင်းကကလင်းငယ်အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေကသိရှိသွားတဲ့အချိန်မှာမြောင်းမြရဲစခန်းကိုတွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီးတော့ကလင်းငယ်နဲ့မိသားစုကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်ဆောင်ရွက်ခဲ့တဲ့အချိန်ကြမှာအာရမပြုတ်ကျင့်တယ်လို့ဆွဆွဲခံရသူဖုန်ကြီးဟာကလင်းငယ်မိသားစုကိုပြန်ခေါ်လာပြီးတော့ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်တယ်လို့သိရပါတယ်။စနေနေ့ကအမှုဖွင့်လိုက်တယ် ဘုန်းကြီးကသူ့ကားကိုထားပြီးတော့ထွက်ပြေးသွားတယ်။တနင်္လာနေ့မနက်ပိုင်းမှာတော့ဖမ်းမှာသူ့ကိုဖမ်းမိပြီလို့ကြားတယ်လို့အဲ့ဒီအကြောင်းကိုသိရှိထားသူတို့ကပြောပါတယ်။ဆွဆွဲခံရသူဥဥတ္တမခေါ်ဥအေးလွင်ဟာကလေးငယ်နဲ့မိသားစုကိုတရားစခန်းအကြောင်းပြပြီးတော့ခေါ်ဆောင်သွားတဲ့အချိန်မှာကလေးငယ်ရဲ့ကိုဝင်ကိုဖျက်ချခဲ့တာကြောင့်လက်ရှိမှာကလေးငယ်ဟာ မြောင်းမြဆေးရုံမှာတက်ရောက်ပြီးတော့ဆေးကုသနေရတယ်လို့သိရပါဗျ။ဆေးခွေးအုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေအရစွဆွဲခံရသူဥဥတ္တမခေါ်ဥအေးလွင်ဟာအခု2023ခုနှစ်ဇွန်လကစတင်ပြီးတော့ဘုံကြီးကျောင်းအတွင်းမှာအချိန်ချင်းတားမရပြုတ်ကျင့်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်ကိုမိဘတွေကိုပြန်မပြောရန်နဲ့အခြားသူတွေကိုပြန်မပြောရန်ချင်းချောက်ထားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစွဆွဲခံရသူဥဥတ္တမခေါ်ဥအေးလွင်ကို မြောင်းမြမြို့မှာရဲစခန်းကပုံမှန်၃ခုနဲ့အမှုဖွဲ့အရေးယူထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ